ဝိနည်းတိခါပုဒ်တွေကဖရာတွေပဲဝိနည်းကိုပဲတယ်ဆိုတာဖရာကိုပဲတာပဲဒီကြတဲ့ပုဂ္ဂိုလ်ဆွဲတွေကရှိသေးတယ်ဖရာထဲပုဂ္ဂိုလ်တွေပုံကြီးညိုးတယ်ဒီလိုလူတွေကနိုင်ငံထဲမှာဘုရားဘာသာတွေဖြစ်နေတာအများစုကြီးဆိုတော့ဦးဇေရအမှန်တိုင်းကိုအကုန်မပြောရဘူးမြင်တွေ့သည်များကြားသည်များတွေမြင်မတော်တိုင်းကြော်မိတော့လေအောင်မင်းပဲလွန်ရာကြလိမ့်မယ်မြတ်စွာဘုရားပရိနိဗ္ဗာန်မပြုခင်ပြုကံနေဆက်ဆဲတုန်းကအရှင်အနန္ဒာကိုပြောခဲ့တဲ့ တန်ခါကအလိုရှိရင်ခုတ်တံမှုခုတ်တကသိခါပုဒ်တူပယ်လူကပယ်နိုင်တယ်လို့မှားခဲ့တဲ့စကားနဲ့ပတ်သက်ပြီးတော့အခုတော်တော်လေးကြက်ကြက်လောင်လောင်ဖြစ်လာပြီလို့ထင်တယ်နော်ဒီကံပုဒ်ရဲ့ပထမဆုံးနှုတ်ပုစီကျူးစားခဲ့တဲ့သူတွေကတော့ဝိဇ္ဇီတိုင်းကယဟန်တွေအခုတော့မဟာယာနဖြစ်ကုန်ပြီဝိဇ္ဇီတိုင်းသားယဟန်ရဲ့တိခါပုဂ္ဂိုလ်နှုတ်ပုကျူးစားတဲ့အတွက်အထမဝတ္ထုဆေပါဆိုတာကိုနှုတ်ပုကျူးစားတဲ့အတွက်တိချာဂိုင်းတစ်ခုအနေနဲ့ခွဲထွက်သွားကြပြီးတော့မဟာယာနတွေဖြစ်ကုန်တယ် တတိယသင်္ကေတနာကကြတော့ကမိစ္ဆာဒိဋ္ဌိတွေဒိဋ္ဌိတွေဖရာသန္တနာထဲကိုဟန်ဆောင်ပြီးဝင်လာကြလို့တတိယသင်္ကေတနာအရှင်မောဂလိပုတ္တဒိဋ္ဌမထေရဟန္တာကြီးဦးစီးပြီးတော့သင်္ကေတနာပြန်တင်ရတယ်ပထမအချိန်သင်္ကေတနာတင်တော့ကတောထယံကြီးကမပြောလဲဆိုတော့ကဂေါရမကြီးမရှိတော့တာကောင်းတယ်တဲ့မြတ်စွာဘုရားပြိဋိဘပြုတော်ကိုတီးလို့ကြားလို့ယဟန်တွေကငိုကြတယ်တချို့ပုထုရှင်တွေတောတာပန်တွေတကယ်တကယ်တွေပေါ့လေမငိုတတ်တာအနာဂံနဲ့ယဟန်တာနှမျိုးပဲမငိုတတ်တာ အဲ့တော့ဒေါက်တာရဟန်းကြီးကပြောတယ်ဘာလို့ငိုကြတာလဲဒီဥစ္စာငိုစရာမဟုတ်ဘူးဂေါတမဘုရားဂေါတမရဟန်းကြီးမရှိတော့ရင်ဟိုဟာမလုံးနဲ့ဒီဟာမလုံးနဲ့ဆိုပြီးတော့တားမဲ့သူမရှိတော့ဘူးအဲ့တော့ဝမ်းပါစရာတဲ့အဲ့ဒီဟာကိုအရှင်မကတ္တပကြီးကြားသွားတယ်အရှင်မကတ္တပကြားသွားပြီးတော့မြတ်စွာဘုရားရုပ်ကလတ်တော်ကိုမိတ္တချူပြီးတဲ့နောက်၃လအကြာမှအဲ့ဒီဒေါက်တာကြီးရဲ့ဂေါတမဘုရားမရှိတော့တာဟာဝမ်းပါစရာကောင်းတယ်ဒါငိုစရာမဟုတ်ဘူး ရှိနေဟိုအမလုံးနဲ့ဒီအမလုံးနဲ့ဆိုပြီးတော့တားမြစ်တဲ့ကက်ကွက်တဲ့နေရာထိုင်ချင်းကျက်တဲ့ဘော့အဲ့ဒီစကားကိုအကြောင်းပြုပြီးတော့အရှင်မကတ္တပဥစည်းပြီးရင်ဆန္ဒပညာပဋိတံပိတာပတ္တယဟန္တာရေကြီးပဲ900တင်းနေတာတင်းနေအဲ့ဒီမှာမြတ်စွာဘုရားကခုတ္တဏုခုတ္တကသိက္ခာပုဒ်တို့ကိုဘယ်လိုကပယ်နိုင်တယ်အနန္တာတန်ခါကအလိုရှိရင်နော်တန်ခါကအလိုရှိရင်ဘယ်လိုကပယ်နိုင်တယ်ဆိုတဲ့စကားကိုယဟန်တွေပြန်လျှောက်တဲ့အခါကျတော့ခုတ္တဏုခုတ္တကဆိုတာဘယ်သိက္ခာပုဒ်ကိုပြောတာလဲဘယ်သူမှ အဖြစ်မထုံးနိုင်ဘူးသိခါပုတ်တွေကအများကြီးလေပါရစီကသိခါပုတ်ကနေကြည့်လိုက်မှဆိုရဲတန်ခါတိတ်တိတ်ကနေပြီးတော့ဒုဗ္ဗတိဆိုတဲ့အာဘ6ပုတ်အကုန်ဒါခုတည်းနခုတကပဲအောက်ကနေပြန်ကြည့်မှဆိုရဲဒုဗ္ဗတိနဲ့ဒုက္ခတိခုတ်တန်ခုတကဒုက္ခအာဘကခုတ်တကဒုဗ္ဗတိကခုတ်တန်နုငယ်တဲ့ထက်ငယ်တဲ့ခုတ်တန်ဆိုတာငယ်တာခုတ်တန်နုခုတ်တကဆိုတာငယ်တဲ့ထက်ငယ်တဲ့သိခါပုတ်ဆိုတော့ဒုက္ခအာဘကအကြီးဆုံးဒုက္ခအာဘကအကြီးခုတ်တာ ခုတ်တာအဲဒုဗ္ဗာတိကခုတ်တာလို့ခုတ်တကအပေါ်ကနေအပေါ်ဆုံးကနေပြန်ကြည့်ရေပါရဇိက၄ပါးကလွဲရေတန်ခါတိတ်တိတ်ကနေပြီးတော့ဒုဗ္ဗာတိအထိအဘ6ပုံဟာခုတ်တယ်လို့ခုတ်တကအောက်ကနေပြန်ကြည့်ရေဒုဗ္ဗာတိကနေဒုက္ခအထိကခုတ်တယ်လို့ခုတ်တကဒုက္ခဒုဗ္ဗာတိပေါ့နော်ဒုက္ခကနေကြည့်ချလိုက်ရေဒုက္ခကအကြည့်ဒုဗ္ဗာတိကခုတ်တယ်လို့ခုတ်တကအဲ့ဒီတော့က ်အင်္ဂယနာအခုဆိုရ6ကြိမ်တိုင်သွားပြီဘယ်ယဟန်တွေမှနောက်နောက်ပုထုဇဉ်ယဟန်တွေလည်းမပယ်ခဲ့ကြဘူးရှိကယဟန်တကြီးတွေလည်းမပယ်ခဲ့ကြဘူးဒါဖြစ်လို့လဲဆိုတော့ဖခင်ကလိုအပ်လို့ပြညာခဲ့တာကိုအခုပစ္စုပန်ချင်းတွေကိုကြည်ပိတ်ခံပုံတွေမပယ်ဘဲမနှုတ်ဘဲနဲ့တော့ဥစဉ်တို့ဗုဒ္ဓဘာသာယဟန်တွေဟာဘယ်လိုပုံစံတွေဖြစ်နေကြပြီဆိုတော့ပိတ်ခံဘဲမနှုတ်ရသေးဘူးနော်အဲ့ခါဘုရားတရားဝင်အသက်ရှင်နေအသက်ဝင်နေတော့အဲ့ဒီအသက်ဝင်နေတော့မနှုတ်ရသေးတဲ့အချိန်မှတော့ဥစဉ်တို့ဗုဒ္ဓဘာသာယဟန်တွေပါဖြစ်ကုန်ပြီလေ။ဒါကိုကြည့်ဖို့လိုတယ် ဝဲတောက်ကတည်းကပါဠိကကြားရကုန်တာလည်းတပုန်ကြီးပဲအခြားခြားသောမိတွေနဲ့တပုန်ကြီးပဲတပုန်ကြီးပဲပြောမကုန်ဆိုမကုန်ပြောလို့တာမကောင်းဘူးကျေလို့ပြောလို့ပြောရဲဘူးဒါပေမဲ့အမှန်တရားကိုလက်ခံနိုင်တဲ့သူအမှန်တန်နေတယ်ဘုရားဘာသာတဲ့အကန့်တွေကြီးဖြစ်နေတဲ့အခါကျတော့ဒီကြတဲ့ပုဂ္ဂိုလ်ဆွဲတွေကရှိသေးတယ်ဖျားထဲပုဂ္ဂိုလ်တွေပုတ်ကြီးညိုးတယ်ဒီလိုလူတွေကနိုင်ငံထဲမှာဘုရားဘာသာတွေဖြစ်နေတာအများစုကြီးဆိုတော့ဦးဇေလို့အမှန်တိုင်းကိုအကုန်မပြောရဲဘူးစကားတွေကရှောင်ပြီးရှားပြီးပြောရတဲ့အတွက်တချို့တခါကျစကားတွေကရှည်သွားတယ်လူရင်းကိုမရောက်နိုင်ပဲနဲ့အဲလိုအန်တီရရှိတဲ့စကားလုံးတွေရှောင်နေရတာကို အမှန်တရားအတွက်ကောက်ကွယ်မရှိလို့ဖခင်ကလိုအပ်လို့ပြညာခဲ့တာတိတ်ခါဘုပြညာခဲ့ရခြင်းပိတ်တိတ်ခါဘုပြညာခြင်းအကြောင်းဆယ်ခြင်းဆိုတာရှိတယ်အဲ့ဒီဟာတွေကိုလေ့လာဘူးတဲ့သူတွေဆိုရင်သိတယ်မလေ့လာဘူးတဲ့သူကတော့မသိနိုင်ဘူးမြတ်စွာဘုရားတန်ခိုးအဖွဲ့အစည်းကိုထားခဲ့တယ်ဆိုတာဖခင်ရဲ့တာသနာတွေကိုသိဆောင်ဖို့တစ်ချက်ပြီးတော့တာသနာထဲမှာရှင်ဟပြုလာကြတဲ့အမျိုးကောင်းသားတွေ တီလာသိခါနဲ့ပြီးဆုံးပြီးတော့ကလူတွေရဲ့အလှကိုခံထိုက်အောင်ကြစ်ပြီးတော့ကကိုကိုတိုင်လည်းပဲကမ္မထံပေါ်လာအထုမဉ္ဇဏ်ဖူညာရောက်ကြဖို့တာတရာကထွံ့မြောက်ကြဖို့ဒါကြောင့်မြတ်စွာဘုရားကတန်ခါဖွဲ့စည်းကိုထူထောင်ခဲ့တာအလှခံဖို့တက်တက်မဟုတ်ဘူးအဲ့ဒီတော့ဝိနည်းဟာမှန်တရားမဟုတ်ဘူးစီမီဥပဒေဆိုတာလူအပ်တဲ့ခြေတော့ကပညာနဲ့ပြဋ္ဌာန်းနဲ့မလူအပ်တဲ့ခြေကျပယ်နှုတ်လို့ရတဲ့ဆိုတဲ့သဘောတွေမျိုးပြောလာဆိုလာကြပြီး တမညာယဟန်တွေကပြောလာတာလေမဟုတ်ဘူးအဲဝီနီဂရုတွေထဲမှာတော့ခုတ်တော်နုခုတ်တကကိုပေါ်နေကြတာကြာပြီပေါ်လေဒါပေမဲ့လို့ဘယ်သူကမှမနှုတ်ခဲ့တာလေပြီးတော့ဒီခုတ်တော်နုခုတ်တကကိုနှုတ်တယ်ပဲတဲ့ဆိုတော့မြန်မာနိုင်ငံတနိုင်ထိုင်နိုင်မြန်မာတနိုင်ငံထဲမှာရှိတဲ့ဖုန်ကြီးတွေကနှုတ်လို့ရတာမဟုတ်ဘူးတာသနာတစ်ခုလုံးမှရှိတဲ့တန်ခါတွေညီညွတ်မှတစိမ့်ထက်တစ်ဝက်ထက်သဘောတူမှနှုတ်လို့ရတာအမေတို့သဘောမတူရင်လည်းတို့တို့တူတယ်ဆိုပြီးတော့နှုတ်လို့မရဘူး ီတော့အိတ်ခံပုတ်တွေကိုပယ်မယ်နှုတ်မယ်ဆိုတဲ့ကိစ္စကပါရဏပါရဏပါလျင်ကွယ်ရင်ကွယ်သွားမယ်ဘတော်မှမဖြစ်နိုင်တဲ့ကိစ္စ။ဒါကြောင့်လဲဆိုတော့တိခါပုတ်ကိုတွေကိုတိခါပုတ်တွေကိုမနှုတ်ပယ်လို့တဲ့ဝိနည်းတိခါပုတ်တွေဖရာရဲ့စကားလုံးတိုင်းကိုတန်ဖိုးထားတဲ့ယဟန်ကောင်းတွေရှိသေးတယ်။ဒီယဟန်ကောင်းတွေလက်မခံဘူး။လောကမှာအဲ့ဒီဟာကိုလက်မခံတဲ့ယဟန်တပါရှိနေသေးတော့နှုတ်လို့မရဘူး။တပါမကြံသဘောတူမှနှုတ်လို့ရတယ်။အဲ့တော့ဘုရားဘာသာငါးနိုင်ငံမှာရှိတဲ့ယဟန်တွေအကုန်လုံး ဂျပန်မှာရှိတဲ့ယဟန်ဗုဒ္ဓဘာသာယဟန်တွေအကုန်လုံးကိုရီးယားမှာရှိတဲ့ဗုဒ္ဓဘာသာယဟန်တွေအကုန်လုံးတိဘက်မှာရှိတဲ့တရုတ်မှာရှိတဲ့အဲ့လိုကမ္ဘာနိုင်ငံအသီးသီးမှာရှိတဲ့ယဟန်တွေအကုန်လုံးကတညီတညွတ်ထက်သဘောတူမှမဟုတ်လို့ရတယ်အဲ့ဒီတော့ဝိနည်းသိက္ခာပုဒ်တွေခုတ်တန်လူခုတ်တကသိက္ခာပုဒ်တွေကိုပယ်ရင်လူကပယ်ဆိုတဲ့စကားဖျားပြောခဲ့တာတခုတည်းကိုကန်ပြီးတော့တုံနေလို့မရောက်ဘယ်တော့မှနှုတ်လို့မရဘူးဆိုတာလည်းသိထားဖို့လိုတယ်နှုတ်လို့မရသမျှဖျားရဲ့သိက္ခာပုဒ်တွေအကုန်လုံးကအတက်ဝင်နေတယ်ကျုလို့ရင်အပယ်ရအပယ်လိုင်းလိုက်တယ် ဒီဘက်ကျူးလော်လော်ဆရာတော်ကြီးပဲကျူးလော်လော်ကိုရင်လေးပဲကျူးလော်လော်ဒီနေ့မှာဝတ်တဲ့ရဟန်းကလေးပဲကျူးလော်လော်ကျူးလော်တဲ့ရှင်ရဟန်းတိုင်းကလည်းအပယ်ကျနိုင်တယ်သိခါဘုရားအသက်ဝင်နေသေးတယ်ဘယ်တန်ခါရမှာမှာဒုက္ခမှာသိခါဘုရားကိုမပယ်ခဲ့မနှုတ်ခဲ့ရဘူးပထမဆုံးဒုတိယတန်ခါရမှာဝိစီတိုင်းတည်းသိခါဘုရားကိုနှုတ်ဖို့ပယ်ဖို့ကြိုးစားပြီးတော့လမ်းခွက်ထွက်သွားတဲ့အခုမဟာယာနတွေဖြစ်ကုန်ပြီရှောင်းလေးဖုန်ကြီးတွေကြည့်ဒီဘက်ကအင်ဂျီဝတ်တဲ့ဖုန်ကြီးတွေကိုကြည့်သိခါဘုရားနှုတ်လိုက်ပြီးဆိုရင်ထေရဝါဘုရားရဲ့လမ်းစဉ်ဟာပြောက်ကွယ်သွားရမယ်မဟာယာနတွေမှာ တတိပဋ္ဌာန်တရားမရှိတော့ဘူးဇန်တရားမရှိတော့ဘူးမက်ဖို့တရားမရှိတော့ဘူးနောင်မျိုးစစ်တင်မိစ္ဆာဒိဋ္ဌိတွေဖြစ်ကုန်နိုင်တယ်တုတ်တန်နဲ့အဘိဓမ္မာကိုဝိနည်းကထိထားတာဝိနည်းကတော့မထိထားတုတ်တန်ရဲ့အဘိဓမ္မာတွေဆိုတာလည်းပဲကတောက်တန်နေဖြစ်ကုန်လိမ့်မယ်အဲ့တော့သိခပုဂ္ဂိုလ်နှုတ်တယ်နှုတ်တယ်ဆိုတာကိုနှုတ်ချင်တိုင်းနှုတ်လို့ရတာမဟုတ်ဘူးမြန်မာတိုင်းနိုင်ငံကယဟတိမြန်မာနိုင်ငံထက်မှရှိတဲ့ယဟတိကိုလို့သဘောတူလို့မြန်မာတိုင်းနိုင်ငံထက်ကနှုတ်တယ်ဆိုတာမရဘူးထိုင်းနိုင်ငံရှိတဲ့ကမ္ဘောဒီးယားလာအိုတီနီလည်းက တာသနာတစ်ခုလုံးမှာရှိတဲ့ယဟန်တွေကသဘောတူမှသိခါပုဂ္ဂိုလ်နှုတ်လို့ရတယ်အဲ့တော့ဘယ်လိုမှဖြစ်နိုင်ဘူးကဘာအနှက်ပြားမှာရှိတဲ့ဖုံးကြီးတွေသိခါပုဂ္ဂိုလ်နှုတ်လို့တဲ့ဖုံးကြီးတွေအကလောကသဘောတူလို့နှုတ်မယ်ဆိုရင်တော့မှသိခါပုဂ္ဂိုလ်မနှုတ်ချင်တဲ့ဝိနည်းဆောင်ယဟန်တွေကသဘောမတူရဲ့အဲ့ဒီဝိနည်းဆောင်ယဟန်တွေထက်တပားတပားလေးကသဘောမတူရအောင်နှုတ်လို့မရဘူးနှုတ်လည်းပဲနှုတ်ရမရောက်ဘူးဝိနည်းသိခါပုဂ္ဂိုလ်ကဖရားတွေပဲဝိနည်းကိုပဲတယ်ဆိုတော့ဖရားကိုပဲတာပဲ